ယေရှုတော်ရှင်တိပိဋကရောဆရာတော်ကြီးနှလုံးသားဝယ်ဖျားတယ်နှလုံးသားဝယ်ဖျားတယ်တိပိဋကဓမ္မလက်ဆောင်14ဆောင်းမှတရားမြင်မှဗုဒ္ဓအတန်ကမြင်နိုင်ပါဆိုတဲ့ကောင်းစဉ်ဖြင့်တရားလင်္ကာဓမ္မကဗျာများများဝေဖူဆိုပြီးမှဖြစ်ပါတယ်တရားမြင်မှဗုဒ္ဓတန်ကမြင်နိုင်ပါတဲ့တရားမမြင်ဖျားပင်မမြင်ွယ်ပြောက်ပါ တရားမြင်မှမြတ်ဗုဒ္ဓမောချာမြင်နိုင်ပါဖရာမမြင်တရားပင်မမြင်ွယ်ပြောက်ပါဖရာမြင်မှမြတ်ဓမ္မမောချာမြင်နိုင်ပါဖရာမမိတရားမွေကြုံတွေ့သာသနာတရားမြင်သောသံဃာတော်လည်းမြင်ရမြေထုခေရတနာလုံးသားဝေဖရာတေတကယ်စွမ်းတဲ့လူသားပါ လောကဟာလူနောက်ကိုမလိုက်ပါဘူးလူကသာလောကနောက်ကိုမောနေအောင်လိုက်နေရပါတယ်လောကဆိုတာကလည်းစီးသည်ဘုံသည်ခတ်ထားခြင်းမရှိ ပေါ်လိုက်ပြောက်လိုက်မြင့်လိုက်နှိမ့်လိုက်တက်လိုက်ကျလိုက်အေးလိုက်ပူလိုက်တိုးလိုက်ဆုပ်လိုက်ဘာကိုမှဘုံသည်ဆုပ်ကင်ထားလို့မရလူကလောကကိုပိုင်ခြင်းနဲ့လောကကလူကိုဘာတစ်ခုမှပိုင်မသေးအမြဲတမ်းပြည့်ရည်ပြောင်းလုံးနေပြုံးလိုက်မဲလိုက်ရေလိုက်ငိုလိုက်နဲ့လူကလောကနောက် ရွတ်တိုက်လိုက်နေရတယ်။နောက်ဆုံးတော့အဘူလုံးကြွားပြီးချုံချောင်းငိုဝဲဆင်လိုက်ရတယ်။နောက်ဆုံးဘာတစ်ခုမှကိုင်းစရာမရှိတော့လူကလောကကိုလုံးဝရှုံးပစ်လိုက်ရတော့တယ်။ဒါကြောင့်လောကကိုဘောင်ခတ်ပြနိုင်တဲ့တရားဆိုတာဤကံလိုအပ်လာတယ်။လောကကိုနိုင်တဲ့အရာဟာတရားတစ်ခုပဲရှိတယ်။အဲ့ဒီတရားကိုဖော်ထုတ်ပေးဖို့ဘုရားပေါ်လာပေါ်လာရတာပါ။ဘုရားကတရားကိုလမ်းညွှန်ဟောကြားပေးခဲ့တယ်။တရားကြောင့်ပဲဘုရားဟာအရှင်ဟောကြားရတယ်။ တရားကိုရှေ့ဆုံးကလက်တွေကျင်းသုံးလိုက်နိုင်မပြောက်အောင်ဆောက်ရှောက်ပေးရတဲ့တန်ခါဆိုတာလည်းပေါ်လာရတယ်။အချို့အပြင်တော့လူနည်းတကွာသရဝါအလုံးအပူငိမ့်ကြီးချမ်းသာကြဖို့ယန္နာသုံးပါးပပေါ်လာခြင်းပါပါ။စိတ်ထဲမှာအမြဲထားပြီးမြန်လို့လေးစားထိုက်လို့ဘုဒ္ဓဓမ္မတန်ခါကိုယန္နာလို့ခေါ်ပါတယ်။အမျိုးမှန်တဲ့အဖို့တန်လည်းဖြစ်အတူလည်းမရှိတွေ့ကြုံဖို့လည်းခက်ခဲအထက်တန်းစားပုဂ္ဂိုလ်များရဲ့အသုံးဆောင်လည်းဖြစ် တကယ်အားရှိပြောစရာလည်းဖြစ်ဒါကြောင့်လည်းယရနာဖြစ်ပါတယ်ယရနာဟာယရနာလို့အခုခံထိုက်လောက်အောင်စွမ်းဤပြည့်စုံမှသာယရနာဖြစ်လာတာမို့ယရနာဟာယရနာလိုပဲအားကိုးရတာမှန်ပါမိမိတို့နေခြင်းမယိုးနိုင်မဝနိုင်အောင်ဆုံးနေကြတဲ့တရဏဂုံသုံးပါးထဲမှာအလေကဓမ္မန္တရဏံကိစ္ဆာမိဆိုတာသာသနာကိုပြတယ်မဟုတ်နိဗ္ဗာန်ဓမ္မခံဆိုတဲ့တရား၁၀ပါးပါဓမ္မခံဆိုတာပရိယတိပရိယတ်ကိုပြောတာပါ တ်ဖို့နိဗ္ဗာန်ကတော့ပြိဝေဒါပါပရိယနဲ့ပြိဝေဒါကိုဆက်သွယ်ပြီးတဲ့ပရိပတိဆိုတာလည်းပါသွားပါပြီတီအောင်လိလာခိုက်ပရိယပါလက်တွေ့ကျင့်ခိုက်မှာတော့ပရိပတ်ဖြစ်သွားပါတယ်ချိုးတယ်ပန်းတီကိုတီးပြီးနောက်တကယ်စားတော့တကယ်ချိုးလိုပါပဲသာတိကျင့်တီထိုးထွန်းတီလို့ပေါင်းလိုက်ရင်အတိသုံးပါမြတ်တရားပါပဲသာသနာဆိုတာမြမလိုတော့အဆုံးမလမ်းညွှန်ပါသာနာဆိုတာလူတွေထားရမိရှိရွက်ချက်လူတွေတွားရမိလမ်းကြောင်း လူတွေလို့ရမည်အစည်းကမ်းမူပေါင်းကိုတက်တက်ရရပြပြတသားတက်မှတ်ပြရတယ်။ရည်ရချက်မပါလမ်းကြောင်းမရှိအစည်းစင်မပါပဲလမ်းကြောင်းတို့သွားနေသူဟာမိမိရဲ့အဖို့တန်လာတဲ့လူဘဝကိုဖြုံးပြနေသူပါ။ရည်ရချက်ဆိုတာပฏิဝေဒမဖို့နိဗ္ဗာန်လမ်းကြောင်းဆိုတာပฏิပတ္တိအိခါသုံးပါကောင်းမှုတရားအစည်းကမ်းမူပေါင်းဆိုတာပရိယတ်ဒီအချိန်တိုင်းအဖို့တန်လုပ်ငန်းတိုင်းစွန့်ရည်ပါအောင်တိကျတဲ့လမ်းညွှန်ချက်ပါပဲ။ ပရိယဆိုတာခီးတယ်လမ်းစဉ်ပြမြေပုံကားချက်ကြီးပါ လူလိုအလုံးလူစွန့်ရီပါဝင်စီခြင်းရင်လူအပူငင်းခြင်းရင်ဓမ္မန္တရဏံကိစ္ဆာမိဆိုတဲ့သာသနာလမ်းကြောင်းပေါ်တက်ပြီးပါလူအလုံးအလုံးတရားနဲ့ပေါင်းပေါင်းမိခြင်းဓမ္မန္တရဏံကိစ္ဆာမိလမ်းကြောင်းပေါ်ပဲတက်ရတယ်ဓမ္မန္တရဏံကိစ္ဆာမိပြသသူအတွက်ဇာဝနေရီလူမှုကြီးအလုံးအလုံးအပူထုံးမဟုတ်တော့ပဲအံ့ဩစရာကောင်းတော့အောင်ပြိမာရောက်ကြောင်း တရားကောင်းတွေဖြစ်သွားမှာပါဗုဒ္ဓံတရဏံကိစ္ဆာမိမှာပါတဲ့ဗုဒ္ဓကသာသနာဖော်ထုတ်ပြီးတဲ့ပုဂ္ဂိုလ်ကိုပြတယ်သာသနာတော်ကိုပစ္စည်းကဗုဒ္ဓသာဝကများဖော်ထုတ်ပြီးနိုင်ခြင်းမရှိပါဘူးတရားအလုံးစုံအကုန်သိမြင်တဲ့ဗုဒ္ဓဘုရားရှင်တို့ရဲ့အရာသာဖြစ်ပါတယ်ဒံကံတရဏံကိစ္ဆာမိမှာပါတဲ့ဒံကဆိုတာသာသနာဆောက်ရှောက်သူကိုပြတယ်သာသနာသူ့ဟာသူအလိုအလျောက်ဒီနေတာမဟုတ်ပဲ ဆောက်ရှောက်သူရှိမှဒီရပါဘုရားအဖြစ်အရိယာတန်ခါဥပဇာအဖြစ်ကလျာဏပုထုဇဉ်နဲ့တန်မှုဒီတန်ခါကသန္တနာမပြောင်းအောင်ဆောက်ရှောက်ပြီးဆောက်ရှောက်တော့လေမကွယ်ပြောက်မကွယ်ပြောက်ယုံထိုင်ပြီးဆောက်ရှောက်နေတာမဟုတ်ပါကိုယ်တိုင်နဲ့ကြင်ကြံကြိုးကူပွားများအထုတ်တယ်ကိုသိတဲ့အတိုင်းအများသိအောင်လေဂုံမကန္တနာလက်လာမှဘာမှမမျောလင်းပဲမေတ္တာကရုဏာစစ်စစ်နဲ့ဟောပြောညွှန်ပြလမ်းညွှန်ဖြန့်ဝေပေးတယ် တန်ဖိုးမဖြစ်နိုင်တဲ့တရားများကိုလောကပစ္စည်းနဲ့မလဲလဲပဲတန်ဖိုးမဖြစ်နိုင်တဲ့မေတ္တာကရုဏာနဲ့သာဖြန့်ဝေပေးရပါတယ်။ပြီးတော့အလေကဓမ္မန္တရဏံကိစ္ဆာမိမှာပါတဲ့ဓမ္မဟာဖျားမရှိတဲ့နောက်ဘုရားနဲ့တန်ခါမပြောက်အောင်အသက်ကုန်သွင်းပေးပါတယ်။အလေကနေပြီးရှေ့ကဘုရားနဲ့နောက်ကတန်ခါကိုချိန်ဝေပမာချင့်ချင်းချိန်တွေပြီးတယ်။အလင်းရောင်ထွင်းပြီးတယ်။ အလုံးသားမှာဖရာဒီတအောင်လမ်းညွှန်ပေးတယ်။ဇေဒီဆိုတာ၄မျိုးရှိတယ်ပရိဘောကဇေဒီဖရာတတော်ထင်ရှားရှိခြင်းကအသုံးပြုတော်မူခဲ့တဲ့ဗောဓိပင်ပြီးတော့အုတ်ကြောင်းလို့ခေါ်တဲ့အုတ်ဇေဒီစသည်ပေါ့ဓာတုဇေဒီဖရာရဲ့အယူတော်တတော်စသည်ကြီးဥဒိဋ္ဌဇေဒီတတော်ထင်ရှားဖရာဂုံကိုအာယုံကြီးရဲ့အာယုံပြီးပြီးပူဇော်ထုလုပ်ထားတဲ့ယောက်ျားဆင်သူတွေဓမ္မဇေဒီ ဓမ္မန္တရဏံကိစ္ဆာမိမှာပါတဲ့ဓမ္မဗရဏာအဖြစ်လမ်းညုံပြည့်ရတီပါပြည့်တိလမ်းကြောင်းကြောင့်ကျင့်ကြံအားထုတ်ဤကိုတီးတော့လမ်းမှန်အတိုင်းကျင့်နိုင်လို့ပြိပတိပေါ်လာတယ်ကျင့်ကြံအားထုတ်ဤမှန်နဲ့အတွက်မဘုံနိဗ္ဗာန်ပြိဝေထာကိုရတယ်ပြီးတော့ဒီပြည့်တိလမ်းကြောင်းကြောင့်ပဲပြိဘောကဓာတုဥဋ္ဌိတဇေတီသုံးမျိုးကိုအတက်ကုံသုံးပြီးကိုးကွယ်ပူဇော်တတ်တယ်မလုံးသားဖရာတီရတဲ့ဓမ္မဇေတီမရှိရင်ကျန်ဇေတီသုံးပါးကွယ်ပြောက်သွားမှာပါ ဓမ္မပြောက်သွားရင်စီဒီအလုံးအုပ်ပုံကြီးတွေဖြစ်သွားတော့မှာပါဒုလာသမျှအုပ်ပုံကြီးတွေပဲတိုးတော့မှာစင်တုတော်အလုံးအယုတ်တွေကြီးဖြစ်ကုန်တော့မှာအယုတ်တွေကြီးပဲတိုးတိုးတော့မှာပါရှင်ဟောင်းပစ္စည်းအလှကြီးရှင်ဟောင်းပစ္စည်းအလှကြီးတာကြီးနိုင်တော့မှာဖြစ်တယ်ဖခင်အနေနဲ့ကိုယ်ွယ်ပူဇော်တတ်မှာမဟုတ်တော့ဘူးဓမ္မမပြတ်သားရင်ဘုဒ္ဓအဘောအမြင်မပြတ်သားတော့ဘူးဟုတ်ပါတယ် ဓမ္မပြောင်းရင်တော့ဗုဒ္ဓပြောင်းမှာသိကြပါလေဇီဒီယုတ်ဝါစင်းလူတွေကိုအသက်ကုန်သွင်းပေးတာကဓမ္မပါဘုရားကိုဘုရားလိုမြင်အောင်ပြပေးတာလည်းဓမ္မပါဓမ္မအမြင်ရှိသူများသာနှလုံးသားမှာဘုရားတည်နိုင်ကြပါလေတကယ်တော့တရားမြင်မှပဲဘုရားမြင်မှာပါစာတိကျင့်တိထိုးထွင်းတိဆိုတဲ့အသည့်၃မျိုးမှာအနည်းဆုံးစာတိတရားတော်ရှိချားမှဘုရားမြင်အောင်ကြည့်တတ်မှာပါတရားမြင်တရားမြင်တဲ့လောက်သာဘုရားလက်ခံမှာပါ ပင်ရေကိုပေတံပေချိုးနဲ့ရေထဲချတိုင်းသူဟာပေတံပေချိုးရှည်တဲ့လောက်သာရေအနက်ကိုတီးရမှာပါကိုမရှိတဲ့ပေတံပေချိုးရဲ့အတိုင်းဒါထပ်ပို့ပြီးပင်လေရေအနက်ကိုမတိနိုင်ပါဘူးအဲဒါမျိုးလိုပါပဲအတိညာပေချိုးရှိတဲ့လောက်သာဖျားမြင်နိုင်မှာပါအတိညာပေချိုးရှည်အောင်ဓမ္မနဲ့စံတန်းတက်ဖို့လိုအပ်ပါတယ်ပြီးတော့ဖျားမြင်မှလည်းတရားမြင်မှာပါတရားကိုတန်ဖိုးထားမှာပါဖះရလဲမမိတရားလဲမွေ့မှာတန်တနာနဲ့ တွေ့ရခေါ်ပါတယ်ပိဋကစာဥကြာသင်္ကန်းဘုံကြာဖះเจ้าကံကြားရဲသွားလာနေုံနဲ့သာသနာနဲ့မတွေ့သေးပါဘူးဒါကသာသနာအသုံးဆောင်နေပါယဟန်သမဏေတန်ဃာတွေကြားတဲ့ဝင်နေုံနဲ့လည်းသာသနာနဲ့တွေ့တယ်မဆိုနိုင်သေးဘူးဒါကလည်းသာသနာဝန်ထမ်းတွေကြားတဲ့ဝင်နေတာပဲရှိသေးတယ်နှလုံးသားဖះနှလုံးသားဖះတရားရောက်မှာပဲသာသနာနဲ့တွေ့ခင်ရမှာဖြစ်တယ်ဓမ္မန္တရဏံကိစ္ဆာမိပြတ်သားမှာပဲတန်ဃာအဖို့အမြင်ပြတ်သားမှာပါ တရားမြင်မှသံဃာမြင်မိမည်။တမုရိသံဃာအပေါ်အရိယာသံဃာရဲ့ဂုံတွင်ပြီးကိုယ်ွယ်လူထံပူဇော်တတ်ဖို့တရားအမြင်ရှိဖို့လိုတယ်။တရားအမြင်မပြတ်သားရင်ဆွေမျိုးကြီးဆွေဘုန်းကြီးမျိုးဘုန်းကြီးယဉ်ကြီးတဲ့ဘုန်းကြီးလောက်ပဲသဘောထားပြီးတငယ်ချင်းသာသာလောက်ပဲမြင်မိရတယ်။ဓမ္မပြတ်သားမှသံဃာကိုသံဃာလိုမြင်ပြီးသံဃာလိုကိုယ်ွယ်လူထံပူဇော်တတ်လိမ့်မယ်။ဒါကြောင့် လုံးသားဖျားဒီတဲ့ရင်တန်ခါလဲဒီတဲ့ပြီးသားပါကောင်းမှုမျိုးစီကျေးကျဆိုင်ပြိုးပြာတန်ခါအပေါ်အမြင်ပြသားပြီးဒါနကိုဒါနနဲ့ပြုအောင်လုပ်တတ်မယ်သီလတမာတိပညာကိုလေးလေးနက်နက်အစစ်အမှန်ဖြစ်အောင်လုပ်တတ်မယ်ဓမ္မအစွမ်းကြောင့်ဂျုတ်ဘွားစင်တူဇီဒီကိုလည်းအသက်ကုန်သွန်းတတ်တယ်ဒုတိယယဟန်ကိုတောင်တန်ခါကုန်သွန်းပြီးကောင်းမှုရအောင်လိမ္မာပါနဲ့ဆွာယူရပါတယ်တရားအမြင်ရှိသူတိုင်းဒိမ္မာပတ်နဲ့ကျွမ်းကျင်စပြေပါ ီတော်ရှင်တပည့်ကရောစေတော်ကြီးလုံးသားပဲဖရာဒီဆိုတဲ့တရားလင်္ကာဓမ္မကဗျာများ ကိုတိုင်ကိုကြသိရှိကြ၍မိမိတို့ကိုယ်တိုင်နှလုံးသားမှာမှန်ကန်သောဖရာများတည်ကြကြပါစေရောဂါကိုလည်းမှန်ကန်စွာဖရာတည်ပြီးနိုင်ကြပါစေ။